ကျွန်တော်တို့ထိုင်းရောက်ဖေပြောင်းလူသမားတွေရဲ့မြမကလေးလေးတွေကသူတို့တွေရဲ့မိဘတွေပြောပြောနေကြတဲ့အိမ်ဆိုရဲ့နေရာနဲ့အဝေးကြီးမှာကြီးပြင်းကြရတယ်။သူတို့တွေရဲ့မိဘတွေဟာထိုင်းမှာလာပြီးတော့ဘွားတစ်ခုကိုရုံးကန်တိဆောက်ကြတယ်။ဒီကလေးတွေကိုဖြူးစုပြိုးထောင်ရင်းနေပေါ့။ဒီကလေးတွေဟာကျွန်တော်မြန်မာနိုင်ငံရဲ့နာဂတ်မြန်မာနိုင်ငံသားကလေးတွေပါပဲ။ဒါပေမဲ့ထိုင်းမှာနေရတယ်ထိုင်းမှာကြီးပြင်းကြရတယ် ဗိုင်းမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံချင်းရိုင်းမြို့မှာပဲဖြစ်ပါတယ်ဗျပြီးတော့ဒီနေ့ကကျွန်တော်ကလေးများနေပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ဒီရွှေပြောင်းအလုပ်သမားတွေရဲ့ကလေးလေးတွေကလေးများနေမှာနက်နာမငယ်ရအောင်ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ကျွန်တော်အကြောင်းသားတွေကလာပြီးတော့ပွဲလေးစီစဉ်ပေးရမယ်ဖြစ်ပါတယ်ဗျနော်ကဲကဘာကြီးကျွန်တော်ဒီလိုလိုက်ခဲ့ဗျအထက်မှာကျွန်တော်ရေကဲမုတ်တွေရောကစားစရာပွဲတွေကိုစီစဉ်နိုင်ရလား ကျွန်တော်ဒီပွဲကိုဒီမက်ဖာလုံအကြောင်းမှာရှိတဲ့ကျွန်တော်ညီမအကြောင်းသားတွေကစုပြီးတော့เนาะဒီထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ဒီကလေးများအတွက်ဆိုပြီးတော့ပွဲလေးလာပြီးတော့စီစဉ်ပေးတာပဲဖြစ်ပါတယ်။အော်ကျွန်တော်တို့ကဝိုင်းပြီးတော့အားထည့်ရမယ်။ Yeah. ော်မျက်မှန်တက်ပြီးစကားပြောပါရမယ်ပေါ့နော် emotional နည်းနည်းပါလာလို့ဗျာ emotional နည်းနည်းပါလာကျွန်တော်ကျွန်တော်လို emotion တွေမရဘူးဒီကြပြတန်လေးကြတော့ကျွန်တော်ရင်ထဲမှာဆို့ဆို့လာတယ်ဗျာကျွန်တော်ငငယ်တုန်းကဒီမြန်မာနိုင်ငံကမူလာတဲ့အလေတန်းចောင်းသားဘွားကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲစာတင်ပြီးတော့ဖြတ်တန်းခဲ့ရတယ်ဗျအခုသူတို့လေးတွေဒီမှာចောင်းတက်နေရတာအဆင်အုံးပြေရတာဗျာနိုင်ငံသားဆိုတာကိုယ့်ရဲ့ကိုယ့်မြေမဟုတ်နေဘူးလေဗျာ ဒါကြောင့်ဒီလိုမျိုးကလေးများနေမှာကျွန်တော်ညမာနိုင်ငံကလေးတွေမျက်နှာငယ်ရလေအောင်ဒီရေကဲမုတ်ကကျွန်တော်တို့ပြောချင်လုံးလုံးကစပွန်ဆာပေါ့နော်အဲဘာလို့ဘာလို့ရေကဲမုတ်ချွေးလဲသိလားကျော်ရှင်မှုစာဝယ်လို့မရအောင်ဟုတ်လားဒါပေမဲ့ရေကဲမုတ်ကတော့ဝယ်လို့ရတယ်ပြောငါပွားတာမနာမထောင်နေလို့ရေကဲမုတ်ပဲမြန်ယူခြင်းလေး ခုကျွန်တော်ရောက်လာတဲ့အဖွဲ့ကမဖလုံချောင်းအင်တာနက်ရှင်နယ်ကလပ်ပေါ့နော်အင်တာနက်ရှင်နယ်ကျောင်းသားတွေစုလာတဲ့အဖွဲ့ဒီအဖွဲ့ကလာပြီးတော့ donation တွေမှာပါတာပေါ့ဗျာနော်အဲ့တော့အဲ့အဖွဲ့ကြီးလာပြီဆိုတော့ကျွန်တော်ပွဲလေးစလို့ရပါအာမြန်မာမိုက်တယ်ကွာဟုတ်ပါမြန်မာလေးလေးကျင်လပါရောအာလောက်ပါမြန်မာလေးလေးကျင်လပါရောတိုက်လို့ရမြန်မာနော်ပြေးပါလဲမလားဟာမိုက်တယ်ကွာရှစ်အာတော့အကျဝင်ရောအာမြန်မာလေးလိုက်

နာလိုက်ကားတဲ့ကလေးတို့ဒါမုတ်တွေပြန်ဝေပြီးတာပေါ့နော်အခုဒါတို့ကားတဲ့သုံးမုတ်ပြီးသွားပြီပေါ့နော်ပြီးရင်ကလေးရင်ထဲမှာဂိမ်းတွေအများကြီးစော့ကြလိမ့်မယ်ဗျာအိမ်ဆိုတဲ့နေရာနဲ့ဘလို့ပဲဝင်းနေတော့လဲကျွန်တော်တို့ရင်ရှင်းမှုတွေကတော့ lesson ကမ်းပြီးတော့ရှင်းတန်နိုင်ရပါမယ်ဘူကလေးရဂိမ်းနေစခွဲဆော့နေပြီပေါ့နော်ဒါဆိုရင်တို့ရွှေစွန်ညိုဂိမ်းလိုမျိုးဆော့ပါမယ်

ကျွန်တော်ဟိုမှာညမရိုးရာထုတ်စီးထိုးနီးပေါ့နော်ဒီဂိမ်းကိုကစားနေကြပါဘာအဲ့တော့ဒီဂိမ်းဖြစ်မှောက်ကတော်တော်ကြီးကိုအတင်ပေးရတယ်ကြာတာဒီကလေးကိုအတင်ပေးတာနော်ဒီចောင်းသားရဲ့အတင်တော်တော်လေးကိုចက်မှတ်ရတယ်ပေါ့နော်ဒီမျိုးဂိမ်းတွေကိုအဓိကထားပြီးတော့ဆော့ချင်တာဗျာဆက်လာဒါမှကျွန်တော်တို့ရဲ့ရိုးရာကိုအောက်တဆင့်ကိုလက်ဆင့်ကမ်းနိုင်မှာပေါ့နော်ဒါတော့ကျွန်တော်ဥပ္ပိတိုင်းဖြစ်ပါတယ်ဗျာကလေးဥပ္ပိနေじゃん ကျွန်တော်တို့ထမ်းရောက်မြန်မာတက္ကသိုလ်ကျောင်းသားတွေအနေနဲ့ဒီမှာဖြစ်နေတဲ့ပြဿနာနိုင်ကိုဖြေရှင်းနိုင်စွမ်းမရှိသေးပါဘူး။ဒါပေမဲ့ဒီကလေးများနေ့မှာတော့ကျွန်တော်တို့မြန်မာကလေးတွေနက်နာမငဲအထီးမကြံရအောင်တော့စွမ်းဆောင်နိုင်ပါလေ။ဟောသူတို့လေးရေအတွက်အမှန်ရကြဖြစ်မယ့်နေလေးတစ်ခုကိုကျွန်တော်တို့ဖန်ပြီးပေးနိုင်ခဲ့ကြပါလေ။ကဲကဘာကြီးဒါတော့ကျွန်တော်တို့ပြောချင်လုံးလုံးပြောပြလိုက်တဲ့ထမ်းရောက်မြန်မာကလေးရေကလေးများနေ့အကြောင်းပဲဖြစ်ပါ